ကရင်ပြည်နယ်မြဝတီမြို့တောင်ပတ်ထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီရဲ့ကနေလီစခန်းကို KNL ပူးပေါင်းတပ်ဖွဲ့ကယမနီညာလူချင်းတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ KNL စီးရဲသတင်းမြင့်များကပြောဆိုထားပါတယ်။အချမ်းဘက်စစ်ကောင်စီတရဲ့ကနေလီစစ်စခန်းကိုမေလ20ရက်နေ့ကလေးကတိုက်ခိုက်နေခြင်းဖြစ်ပြီးတော့ယမနီမေလ28ရက်နေ့ညပိုင်းကအပိသက်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်တယ်လို့လည်း KNL စီးရဲသတင်းမြင့်များကပြောဆိုထားတာဖြစ်ပါတယ်။ယမနီမနက်ပိုင်းက DGB ဌာနချုပ်စုံစည်းမြိုင်ကြီးရွာကိုရောက်ရှိလာတဲ့အင်အား82ဦးပါစစ်တပ်စစ်ကြောင်းတစ်ခုလုံးကိုအပိသက်ချေမှုန်းတိုက်ခိုက်ခဲ့ပြီးတဲ့နောက် ယမနီညာဘက်မှာစစ်ကောင်စီစစ်တပ်ရဲ့ကနေလေးစခန်းကို KNL ဖူးပေါင်းတပ်များကသိမ်းပိုက်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ KNU ကမတ်လအေဗီရာနဲ့ယခုမေလအတွင်းမှာထိုင်းမြန်မာနယ်စပ်နီးမှာစစ်ကောင်စီရဲ့ဘူလူတူကလေတီတခေါ်ပီကွေမော်ဖားသူစကန်တာလဲစကန်မဲလာစကန်မော်ဖိုဂီစစ်စကန်နဲ့ဖလက်ဒိုစကန်များကိုဆက်လက်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီးယခုနောက်ဆုံးမှာတော့ကနေလေးစခန်းကိုပါတိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းလည်းဖြစ်ပါတယ်။လက်ရှိကင်းပြင်းနယ်အတွင်းမှာတော့မြောက်ရီဖျားတုံးစုကော့ကရိတ်ဂျုံတို့ ဖာပေါ်နဲ့တန်တောင်ဒေတာများမှာအချမ်းဘက်စစ်ကောင်စီတပ်နဲ့ KNL မဟာမိတ်တပ်များကြားတိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိနေပါတယ်။အခုတခါ KNL ရဲ့ခြေမုံမှုကြောင့်တေးဘော်ဘူစကန်ကိုစစ်ကိုလာတဲ့စစ်ကြောင်းများတက်ပြတ်ပြီးထိုင်းနိုင်ငံကိုထွက်ပြေးတဲ့စစ်တပ်မှဒုတက်ရင်မှုအပါအဝင် စစ်သား29ဦးကိုထိုင်းစစ်တပ်ကဖမ်းမိထားတဲ့ဆိုတဲ့အကြောင်းကိုလည်းဆက်ပြီးဖော်ပြပေးပါမယ်။ကင်းပြည်နယ်ထိုင်းမြန်မာနယ်စပ်တေးဘော်ဘူစကန်ကိုစစ်ကူလာတဲ့အင်အား90ကျော်ပါစစ်ကောင်စီစစ်ကြောင်း KNL ပူးပေါင်းတပ်တွေရဲ့ခြေမုံမှုကြောင့် ထိုင်းဘက်ကိုထွက်ပြေးသွားတဲ့စစ်တပ်ဒုတိယမှုအပါအဝင်စစ်သား22ဦးကိုထိုင်းစစ်တပ်ကဖမ်းမိထားတယ်လို့ GNL စီးရဲသတင်းမြေများကပြောဆိုထားပါတယ်။အဲ့ဒီထိုင်းဘက်ကိုထွက်ပြေးသွားတဲ့စစ်ကောင်စီစစ်ကူစစ်ကြောင်းမှဒုတိယမှုအပါအဝင်22ဦးကိုထိုင်းစစ်တပ်ကဖမ်းမိထားတာဖြစ်တယ်လို့လည်း GNL စီးရဲသတင်းမြေများကပြောဆိုထားတာဖြစ်ပါတယ်။ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်ရောက်ရီမြို့နယ်တေးဘော်ဘူစစ်တပ်စခန်းကို GNL ပူးပေါင်းတပ်တွေကအပြင်းထန်ထိုးစစ်ဆင်နေတာကြောင့်မေလ29ရက်နေ့မှာစတင်ပြီးစစ်ကူပေးဖို့အင်အား90ကျော်ပါတဲ့စစ်ကောင်စီစစ်ကြောင်းကို ဒီကေပီဌာနချုပ်စုံစည်းမြိုင်နေရောက်ရှိနေစမှာကင်းနလီမဟာမေပူပေါင်းတပ်တွေကဖိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။မေလ28ရက်နေ့မနက်ပိုင်းမှာတော့အဲ့ဒီစစ်တဲစစ်ကြောင်းဟာစစ်ကြောင်းတစ်ခုလုံးပြုတ်သွားပြီးအများပြားတေဆုံးသွားသလိုစစ်သားတွေကိုအရှင်ဖမ်းဆီးရရှိထားတာကတချို့ကတော့ထိုင်းဘက်ကိုထွက်ပြေးသွားခဲ့ကြတာပါ။ထိုင်းစစ်တပ်ကဖမ်းမိထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုမြန်မာစစ်တပ်ထံပြန်လွှဲပေးမှလားမြန်မာဘက်ကိုပြန်နှိမ့်လုံမလားဆိုတာကိုတော့တေချာမသိရသေးဘူးလို့လည်းကင်းနလီသတင်းမြင်များကပြောဆိုထားပါတယ်။လက်ရှိသေးဘော်ဘိုးရွာထက်ရှိ အချမ်းဘက်စစ်ကောင်စီတေးဘော်ဘုံစခန်းညာနဲ့ကာကင်းစခန်းတွေကိုကေနလီမဟာမိတ်တပ်တွေကဆက်လက်ပိတ်ဆို့တိုက်ခိုက်နေပြီးအထိနာသွားတဲ့စစ်ကောင်စီက DKB ဌာနချုပ်စုံစည်းမြိုင်ကြီးရွာကိုတိုက်လေနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်စုံစည်းမြိုင်ရွာကမျိုးသမီးတူးသေဆုံးသွားပြီးကလေးငယ်တူးထိခိုက်ဒဏ်ရာရရှိထားတယ်လို့လည်းသိရပါဗျ။ကချင်ပြည်နယ်ကသတင်းတစ်ပုဒ်ကိုဆက်ပြီးပြောပါမယ်။ KIA ရဲ့ပြစ်ခတ်မှုကြောင့်ရွှေကူမြို့မှာရေးပေါ်ဆင်သက်ခဲ့တဲ့စစ်တပ်ရဟရင်ကို drone ဖြင့်ဘုံကျဲတိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ဓာတ်ပုံမတန်ထုတ်ပြန်ထားတဲ့အကြောင်းမှာ ကချင်ပြည်နယ်ဗမော်မြို့နယ်မှာစကခ21ထံသို့စစ်ကူရိခါနဲ့လက်နက်ခဲယမ်းများလာပိုးတဲ့စစ်တပ်ရဟန်းတွေကို KIA ကဖြစ်ခဲ့ခဲ့တာကြောင့်ရွှေကူမြို့မှာရေးပေါ်ဆင်သက်ခဲ့တဲ့စစ်ရဟန်းတစီကို drone ဖြင့်ပုံကျဲတိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ဓာတ်ပုံမှတ်တမ်းများကို KIA ကထုတ်ပြန်လာပါတယ်။မေလ20ရက်နေ့ကဗမော်တို့စစ်ကူလာတဲ့စစ်ရဟန်း30ဆင်းအနက်မှ2ဆီကို KIA ကဖြစ်ခဲ့ခဲ့ရမှာရဟန်းတစီမှာရွှေကူမြို့နယ်တော်ရတဲ့ပျက်ချခဲ့ပြီးကြံရဟန်းတစီမှာရွှေကူမြို့ခါလာရ56မှာရေးပေါ်ဆင်သက်ခဲ့ရတာဖြစ်ပါတယ်။အဆိုပါရေးပေါ်ဆင်သက်ခဲ့ရတဲ့ရဟန်းကို မေလ22ရက်နေ့ KNKPDF ပူးပေါင်းတပ်များကဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းနဲ့အဲ့ဒီလိုဒရုန်းနဲ့ပုံကျဲမှုကြောင့်အရေးပေါ်ဆင်းသက်ထားတဲ့ရဟင်းရဲ့အပြင်အနီးမှာရဟင်းကိုလုံခြုံရေးယူလာရောက်ပြင်ဆင်ကြတဲ့စစ်ကားများပါထိမှန်ပျက်စီးသွားတယ်လို့လည်းသိရတာဖြစ်ပါတယ်။ရွှေကိုခလိုက်56မှာအရေးပေါ်ဆင်းသက်ရနာထားတဲ့ MI-17 ရဟင်းကိုမေလ22ရက်နေ့မှာ KNKPDF ကဒရုန်းနဲ့ပုံချဖျက်ဆီးလိုက်တဲ့ရဟင်းကရစရာမရှိဘူးပျက်စီးသွားတယ်ပြင်လို့မရတော့ဘူး။ရဟင်းကိုဒရုန်းနဲ့၃ချိန်ပုံချတယ် ဆူဆိုက်ဒရုန်းနဲ့နှကြိမ်ဘုံချဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ KIA သတင်းမြင်များကပြောဆိုထားတာဖြစ်ပါတယ်။ KIA ရဲ့ပြက်ခတ်မှုကြောင့်ချွေကူမြို့နယ်တော်ရမ်းမှာပြက်ကျသွားခဲ့တဲ့စစ်ကောင်စီရဲ့ MI-70 ရဟယင်မှာစစ်သား16လောင်းနဲ့မိလောင်ဖြစ်စည်းသွားတဲ့လက်နက်စလေးနဲ့သိမ်းဆီရရှိခဲ့ပြီးရဟယင်မှုဗိုလ်ကြီးမျိုးထက်အောင်လောင်းကိုတော့အကောင့်ဖက်ကတိတိုင်း KIA ကရရှိခဲ့တာဖြစ်ပါတယ်။ငြိမ်းချမ်းရေးအဆိုပြုချက်မှုကြောင့်ယူကရိန်းစီပြည့်ရတော်မယ်လို့ရုရှားပြောဆိုထားတဲ့အကြောင်းကိုလည်းဆက်ပြီးပြောပါမယ်။ ငြိမ်းချမ်းရေးအဆိုပြုချက်မူကြမ်းတစ်ခုကိုယူကရိန်းစီပေးအပ်သွားမယ်လို့ရုရှားအစိုးရကပြောကြားလိုက်ပါတယ်။မေလ28ရက်နေ့ကရုရှားဘက်ရဲ့ထုတ်ပြန်ချက်မှာတော့အဲ့ဒီမူကြမ်းဟာစစ်ပွဲကိုအဆုံးသတ်ရဲ့အတွက်ရုရှားဘက်ကတတ်မှတ်တဲ့တောင်းဆိုမှုတွေကိုထည့်သွင်းဖော်ပြမယ်လို့ပါရှိပါတယ်။ပြီးတော့တူရကီနိုင်ငံအစ္စတန်ဘူမြို့မှာလာမယ့်သတင်းပတ်ကြရင်ပြုလုပ်မယ်။နိုင်ငံကိုယ်စားလှယ်အဖွဲ့တွေဆွေးနွေးမှုမှာအဲ့ဒီမူကြမ်းကိုပေးရမယ်လို့ဆိုပါတယ်။ယူကရိန်းကတော့အခုကိစ္စနဲ့ပတ်သက်ပြီးဘာမှချက်မှမပေးသေးဘဲနှုတ်ဆက်နေပါတယ်။အမေရိကန်မှာဒေါ်နယ်ထရပ်သမ္မတဖြစ်လာချိန်ကလေးက ရုရှားနဲ့ယူကရိန်းကြားကစစ်ပွဲကိုရပ်ဆိုင်ဖို့နှစ်ဖက်စလုံးကိုအပြင်းထန်ဖိအားပေးနေပါတယ်။ပြီးခဲ့တဲ့သတင်းပတ်တွေအတွင်းနှစ်ဖက်ကြားမှာတာဝန်ရှိဆိုင်ရာအားထုတ်မှုတွေရှိခဲ့သလိုသုံးနှစ်ကျော်ကာလအတွင်းပထမဆုံးကြိမ်ဖြစ်မချာသေးခင်ကအစ္စတန်ဘူမှာနှစ်ဖက်ကူးစက်လှယ်တွေတွေ့ဆုံခဲ့ကြပါတယ်။သမ္မတဗလာဒီမာပူတင်ရဲ့အကြံပေးအရာရှိတူဖြစ်သူဗလာဒီမာမီဒီစကီဥဆောင်တဲ့ရုရှားကူးစက်လှယ်အဖွဲ့ဟာဇော်လနေ့ရက်နေ့မှာစစ်ရဆိုင်ရေးမူကြမ်းအဆိုပြုချက်ကိုယူကရိန်းစီပြည့်ဖို့အသင့်ရှိနေပြီလို့ ရုရှားနိုင်ငံရဲ့ဝန်ကြီးဆက်ကီရာဘရိုကမေလ28ရက်နေ့မှာပြောကြားသွားခဲ့တာဖြစ်ပါတယ်။ဆွေးနွေးပွဲတွေဖြစ်မြောက်အောင်ကူညီပေးပြီးအဲဝတ်ကြေပွန်စာနဲ့ပန်ပိုးပေးခဲ့တဲ့တူရကီနိုင်ငံကမိဖက်တွေကိုရုရှားအနေနဲ့အထူးတလဲကျေးဇူးတင်တယ်ဆိုတာထပ်လောင်းပြောကြားလိုတယ်လို့လည်းဆက်ကီလက်ဘရိုကပြောဆိုထားပါတယ်။မီဒင်စကီဟာရုရှားအစိုးရရဲ့ယဉ်ကျေးမှုဝန်ကြီးတာဝန်ယူခဲ့ဖို့တဲ့နိုင်ငံရေးသိပ္ပံပညာရှင်တူလည်းဖြစ်ပါတယ်။သူကမေလ16ရက်နေ့တုန်းကအစ္စတန်ဘူမှာယူကရိန်းကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ဆုံခဲ့တဲ့အစည်းအဝေးတွေမှာလည်းရုရှားဘက်ကဥဆောင်အရာရှိဖြစ်တာဝန်ယူခဲ့သူဖြစ်ပါတယ်။ ယူကရိန်းသမ္မတဗိုလိုဒီမာဇလန်စကီကတော့အဲ့ဒီဆွေးနွေးပွဲကိုရုရှားကအစင်းနဲ့ရရှိဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့စေလွတ်တဲ့အပေါ်ဝေဖန်ခဲ့ပြီးရုရှားအနေနဲ့စစ်ရဲစရေးကိုအမှန်တကယ်လိုလားမှုမရှိဘူးလို့လည်းစွပ်စွဲထားပါဗျ။ရေချံခရိုင်မှာစစ်စင်ရေးဇက်တိုက်ရှိလာမယ်လို့တော်လိုင်းတက်များပြောဆိုထားတဲ့အကြောင်းကိုလည်းဆက်ပြီးဖော်ပြပေးပါမယ်။မန္တလေးတိုင်းတွင်ပြေုတ်ဂတ်ပိုက်လိုင်းဆောက်ကင်းစခန်းအပအဝင်စစ်ရေးပြစ်မှတ်များကိုထိုးစစ်ဆင်ခဲ့တဲ့တက်များကစစ်စင်ရေးများဇက်တိုက်ရှိလာမယ်လို့ပြောဆိုလိုက်တာပါ။မေလလယ်မှာစတင်က မာလီတိုင်းနထိုးကြီးမြို့နယ်အတွင်းမှာရှိတဲ့တရုတ်ရေနံနဲ့ gas pipeline ကင်းစခန်းအပါဝင်စစ်ကောင်စီတပ်စခန်းပေါင်းတရာစင်းကျော်ကိုစီးနှင်းတိုက်ခတ်ခဲ့ပြီးဆက်လက်ပြီးထိုးစစ်ဆင်အောင်မယ်လို့စစ်စင်ရေးမှာပါဝင်တိုက်ခတ်ခဲ့တဲ့ဒေါ်လိုင်းတပ်များကပြောဆိုထားပါတယ်။မြန်မာနိုင်ငံအလဲပိုင်း AOD မြေရှိဘက်ကဖိုခရောင်းဆိုင်တည်ရှိတဲ့မြင်းကြံနထိုးကြီးတောင်သာမြို့နယ်နဲ့ငဇုံမြို့နယ်အတွင်းမှာရှိတဲ့စီမီခုံရေစကန်ကြောက်ပြုတ်ရွာပြူစကန်တောင်ရှိခိတ်ဆက်ရှိရက်ကွက်နဲ့ခရိုင်ထွေအုပ်ယုံဝက်လူရေစကန်နထိုးကြီးမြို့မှာရေစကန်တို့ကို ကိုပြင်းဆောင်အညာမြေစစ်စင်ရေးအမည်နဲ့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ကိုပြင်းဆောင်ဆိုတာကမြေပြတ်အညာဒေသမန္တလေးတိုင်းမှာနေသူများရဲ့မှတ်ပုံတင်နံပါတ်အစကဏ္ဍဖြစ်ပါတယ်။အဲ့ဒီစစ်စင်ရေးမှာစစ်ကောင်စီတပ်ထံမှလက်နက်29လက်နဲ့ခဲယမ်းမိကြောင်များတင်စီရရှိကြောင်းနဲ့နှစ်ဖက်ထိခိုက်သေးဆုံးမှုရှိခဲ့တယ်လို့လည်းသိရပါတယ်။အမျိုးသားညီညွတ်ရေးဆိုရ NUG ကာကွယ်ရေးဝန်ကြီးဌာနခရိုင်စစ်ကွက်ခဲ့တဲ့ထိုးစစ်စင်ရေးရဲ့ရည်မှန်းချက်ကိုထုတ်ပေါ်မပြောဆိုနိုင်တော့လဲ။ စစ်စင်ရေးမပြီးဆုံးသေးကြအောင်ပထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူမျိုးသားတို့ကပြောဆိုထားပါဗျ။ကိုပြင်းသောညမင်းစစ်စင်ရေးအနေနဲ့ဆက်ပြီးရှိနေသေးတယ်။ကျွန်တော်အနေနဲ့ကရက်တန့်သွားမယ်လို့တော့မဟုတ်ဘူးပေါ့လေ။ဒါပေမဲ့ကိုလောလောဆယ်ခရိုင်ကုတ်ကဲမှုအောင်ဆိုတော့ခရိုင်ကုတ်ကဲမှုမှတစ်ဆင့်ညှော့ချလာမှဆက်တိုက်ဖို့ရှိနေသေးတာပါလို့၎င်းကပြောဆိုထားတာပါ။ထိုစစ်စင်ရေးမှာမြင်းချက်ခရိုင်အတွင်းမှာရှိတဲ့ NUG လောက်ခံပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တရင်ဆယ်ရင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖများပါဝင်အညာဒေသတော်လိုင်းတပ်များကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ် နထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့မြင်းချက်ခေအမတ်ရှိတဲရင်တို့ကနထိုးကြီးမြို့မှာရဲစခန်းနဲ့ထိုးမြို့နီးမှာရှိတဲ့ပိုက်လိုက်ဆောက်စခန်းကိုမေလ15ရက်မှာဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။တောင်သာတော်လိုင်းတပ်များကတောင်သာမြို့နယ်အတွင်းရှိတရုတ်ရေနံနဲ့ gas pipeline ဆောက်စခန်းနဲ့စစ်ကောင်စီဂိတ်စခန်းပေါင်းများစွာကိုတပြိုင်တည်းထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။နိုင်ငံနောက်ဖက်ရခိုင်ပြည်နယ်နိုင်ငံအလဲပိုင်းမကွေးတိုင်းနဲ့မန္တလေးတိုင်းရှမ်းပြည်နယ်မြောက်ပိုင်းတို့ကိုဖျက်ဆီးကောင်တရုတ်မြန်မာနယ်စပ်ယူနယ်ပြည်နယ်ရွှေလီမြို့ထိဖောက်လုပ်ထားတဲ့တရုတ်ပိုက်လိုင်းတစ်လျှောက်မှာစစ်တပ်ကင်စခန်းများချထားတာဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကလေကြောင်းပစ်ကိုအလုံးကျုံတုံးပြီးခုခံတဲ့ကြောင်းမှာနထိုးကြီးမြို့နီးမှာရှိတဲ့ပိုက်လိုင်းဆောက်စခန်းကိုသိမ်းပိုက်နိုင်ခဲ့ပြီးစစ်ကောင်စီဘက်မှ6ဦးသေဆုံးကလက်နက်နဲ့လက်သိမ်းစီးနိုင်ခဲ့တယ်လို့တော်လိုင်းတံများဘက်ကလည်း2ဦးသေဆုံးခဲ့တယ်လို့နထိုးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတာဝန်ရှိသူတို့ကပြောဆိုထားတာဖြစ်ပါတယ်။ခရိုင်တစ်ခုလုံးကိုတိုက်တဲ့အတိုင်းထောင်မှာဆိုရင်တော့သူတို့အနေနဲ့ကလေကြောင်းပစ်ကိုတအားသုံးနေပြ။လေကြောင်းပစ်ကိုနဲ့ခုခံပြီးတော့အလုပ်လုပ်တာကိုတွေ့ရတယ်။သူတို့အနေနဲ့ကခံတိုက်နိုင်တဲ့အနေထားရဲ့လို့ကောင်းကောင်းမရှိဘူး။လေကြောင်းပစ်ကိုကတော့အသာစီးတော်တော်ရတယ်။ အညာမင်းစစ်စင်ရေးမတိုင်ခင်တိုက်ပွဲလေးတွေမှာဆိုလဲလေချောင်းဖြစ်ကိုပို့ပြီးတော့တိကျလာတယ်လို့၎င်းကပြောဆိုထားပါဗျ။ဒီနေ့တည်းရဲ့စစ်စင်ရေးဖော်မယ်ဆိုရင်အဲ့ဒီတည်းရဲ့လုံကိုလေချောင်းကျဲနိုင်တဲ့အနေအထားကရှိနေရဗျ။အဓိကကျွန်တော်တို့အတွက်ပြဿနာကတော့လေချောင်းပေါ့ဗျာကျွန်တော်တို့အနေနဲ့ချက်ကုတ်ချက်ခဲတော့ကြိုးစားပြီးလုပ်တာပဲလေချောင်းနဲ့ဆိုတော့စကန်းသိမ်းဖို့ကအတော်ကြာတာပါလို့၎င်းကရှင်းပြထားပါတယ်ရကုစစ်စင်ရင်မှာတော့မြင်းချက်ခဲရဲအတွက်မှရှိတဲ့တော်လိုင်းတက်များရဲ့စူးစီးညီညွတ်မှုပုံမအားကောင်းလာပြီးလက်လက်နဲ့ခဲရဲများလည်းထိုက်တဲ့ပြေဆောင်လာတယ်လို့အဆိုပါစစ်စင်ရင်မှာပါဝင်တိုက်ခိုက်ခဲ့တဲ့ ။မြင်းချက်ခင် MN နဲ့ PDF တရင်မှုဘိုးစရားကပြောဆိုထားတာဖြစ်ပါတယ်။အရင်တုန်းကကျွန်တော်တို့ဆိုလို့ရှိရင်လက်နဲ့အင်အားကြီးခဲရဲ့အင်အားဆိုတာကမဖြစ်စလုံးနဲ့ကျွန်တော်တို့လုပ်နေကြရတာကိုအခုဟာဆိုလို့ရှိရင်တင်းတင်းလျောက်ပတ်တဲ့လက်နဲ့အင်အားခဲရဲ့အင်အားနဲ့လုပ်ငန်းလုပ်ရတာဆိုတော့ပိုပြီးတော့ရှေ့လျှောက်အောင်မြင်မှုတွေများလာမယ်လို့မြင်ပါတယ်လို့သူကပြောဆိုထားပါတယ်။ရှေ့လျှောက်လဲဇရိုက်လှုပ်ဆောင်သွားမှတွေရှိတဲ့အတွက်ကြောင့်အဲ့ဒီဟာအတွက်ကလည်းဂျားထဲမှာလိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်ပြီးတာနဲ့စစ်စင်ရေးတွေလာပါလိမ့်မယ်။စစ်ကောင်စီကမြေပြင်မှာပြန်လဲခုခံနိုင်တဲ့လူဝင်အားနည်းလာသလိုစီးရေးတွေ့ကြုံရှိတဲ့စစ်သားအင်အားနည်းလာပြီ ဒေါ်လိုင်းတက်များဘက်မှာတော့တိုင်းသားဒေါ်လိုင်းတက်များနဲ့ပိုးရွှဲတိုက်ခိုက်ခဲ့ခြင်းကြောင့်တိုက်ပွဲအတွေ့အကြုံပိုများလာတယ်လို့သူကပြောပါတယ်။ဒေါ်လိုင်းရဲဘော်များရဲ့ဒေါ်လန်လို့စိတ်ကြောင့်ရင်းချက်ခင်မှာစစ်တပ်ကိုစီးရီချင်းချောက်မှုပိုလှုပ်လာနိုင်တယ်လို့လည်း၎င်းကဆိုပါတယ်။စစ်ကောင်စီတပ်ဘက်ကတော့လိုအပ်တဲ့အင်အားအတွက်ပြည်သူစစ်ခေါ်ပြူစောထီများစစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးအတင်းကျပ်စုဆောင်းထားတဲ့စစ်သားတွေများအစားထိုးလာပါတယ်။ရင်းချက်ခင်အတွင်းရှိမျိုးများမှာမြို့ကိုကာကင်းတပွဲကာထားတဲ့ပြူစောထီရွာများနဲ့မြို့ပေါ်စခန်းများမှာသာစစ်ကောင်စီကအထိုင်ချထားနိုင်တော့တယ်လို့လည်းသိရပါဗျ။ မြန်မာမျိုးနယ်ပြည်ထောင်စုချက်ခိုင်တဲ့ဖွံ့ဖြိုးရေးပါတီဥက္ကရာပြူစောတိအဖွဲ့ခေါင်းဆောင်ဒေါ်သီရာယူမုံကစစ်စင်ရေးကိုစစ်ကောင်စီဘက်ကကြိုးတင်သတင်းရရွေးအသေးချပြင်ဆင်ခဲ့တယ်လို့စစ်တပ်ဝါရဖြန့်သတင်းဌာနချုပ်ကိုပြောဆိုထားပါတယ်။မြန်မာမျိုးနီမှာတော့စစ်တပ်ကိုကာထားတဲ့လက်သင်းနဲ့ကြောက်ပြုတ်ကြေးရွာများရှိနေပြီးပုံမြင့်ဆုံးအညာမြေစစ်စင်ရေးမှာကြောက်ပြုတ်ကြေးရွာပြူစောတိနဲ့စစ်တပ်အထိုင်းစခန်းများအားလုံးကိုလုံရင်နဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ရမှာတိုက်ပွဲပြင်းထန်ခဲ့တာဖြစ်တယ်လို့ PDF တရင်မှုဗိုလ်စကြားကပြောဆိုထားတာဖြစ်ပါတယ်။စစ်ကောင်စီလက်နက်ကိုင်တွေကရေကုန်ရေကမ်းပဲလုပ်တယ်ထင်တယ်။ သူတို့တွေးထားတာတော့ဒီဘွဲကိုအပြတ်သက်လုံးဝနိုင်ရမယ်ကြောက်ပြုတ်ပြီးရင်လက်တစ်ကိုဝင်မယ်ဝင်ပြီးရင်လက်တစ်နဲ့အနည်းဆုံးခမရ55မှာရင်ဆိုင်တိုက်မဲ့ပုံစံမျိုးပေါ့ကျွန်တော်ဘက်ကကြောက်ပြုတ်မှာအင်အားဖြည့်ထားတယ်တက်ကလည်းပါတယ်ဆိုတော့အကျိတ်နဲ့ပေါ့စစ်ကူကလည်းမြန်တယ်လို့လည်း၎င်းကပြောဆိုထားပါတယ်။နိုင်ဝက်တွင်စစ်ကောင်စီဘက်ကစစ်ကူကောင်းကောင်းပို့ပေးနိုင်ခြင်းကြောင့်ကြောက်ပြုတ်ရတို့တော်လိုင်းတက်များတိုးမပေါက်နိုင်ခဲ့ကြောင်းလည်း၎င်းကဆိုပါတယ်။စစ်စင်ရေးတချောင်းမှာစစ်တပ်ဘက်ကလေကြောင်းတိုက်ခိုက်မှုကိုကြီးကြဲတုံးခဲ့ကြောင်းနဲ့ စီမီကုံမြို့စခန်းသိမ်းတိုက်ပွဲမှာစစ်တပ်ကတိုက်ခိုက်ရရင်တုံးပြီးပေါင်900ပုံကျဲချခဲ့ခြင်းကြောင့်ရဲဘော်6ဦးသေဆုံးခဲ့တယ်လို့မြင်းချက်ခဲအမတ်ရှိတဲမှုကလူမှုကွန်ရက်မှာရေးသားထားပါတယ်။မြန်မာနိုင်ငံရဲ့လေဘုံမှာတည်ရှိတဲ့မြင်းချက်ခဲဟာစကိုင်းမကွေးတိုင်းလုံးနဲ့ထိဆက်နေတယ်လို့မန္တလေးတိုင်းထဲမှာလက်နက်ကင်ခုခံမှုအားကောင်းတဲ့ဒေသတစ်ခုဖြစ်ပါတယ်။မြင်းချက်ခဲမှာ NUG လောက်ခံ PDF တရင်ဆဲခုရှိနေပြီးဒေသကာကွယ်ရေးအဖွဲ့ဒါဇင်နဲ့ချီလှုပ်ရှားနေတာလည်းဖြစ်ပါတယ်။ပြည်ကနေအောက်ကလာမှာ ရဲကြခင်အတွက်မှရှိတဲ့နထိုးကြီး၊မြင်းချံ၊တောင်သာမျိုးနွယ်များရှိစစ်တပ်စခန်းများကိုရဲကြခင်ရဲ့အထူးစစ်စင်ရေး MPSO ပေါ်ဆောင်ခဲ့ပြီးစစ်ကောင်စီစခန်းနဲ့ဖြူစော်ဒီစခန်းများထိခိုက်ကြဆုံးခဲ့တယ်လို့အုပ်ချုပ်ရေးရန်တွေများ PO ပြဲဖြစ်သွားခဲ့တာလည်းဖြစ်ပါတယ်။အစုံအနေနဲ့ဆင်ပြီးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။